ပုံထူးနေမွေသူအလုံးမင်္ဂလာပါ2015ခုနှစ်အောက်တိုဘာလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအပြောင်းလဲနဲ့တိုတက်မှုတွေရှိမယ်ရှင်းပန်းချက်တွေအောင်မြင်မယ်လူမျိုးပဲအကျိုးပေးမယ်ဝေးချေးကံကောင်းမယ်နေရာပြောင်းလဲခြင်းရဲ့အနစ်စာရကောင်းကိုကြုံမယ်မဖြစ်နိုင်မှုထင်တဲ့လူတွေလုခဲ့ပြီးအောင်မြင်မယ်တရက်နေ့ဟာကောင်းသောပြောင်းလဲနဲ့တိုတက်မှုရှိစေတယ်နှစ်ရက်နေ့မှာ ဝေးကြီးကိစ္စလုပ်ငန်းကိစ္စမှသမျှဆောင်ရွက်ဆင်ဖြစ်မယ်။၃ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့တတ်တယ်။၄ရက်နေ့ကအရေးပါတဲ့ဆုံးဖြတ်ချက်စာရမယ်။၅ရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုရရှိမယ်။၆ရက်နေ့မှာအခက်အခဲဖြေရှင်းနိုင်မယ်၊ဘဝတိုးတက်မယ်။၇ရက်နေ့မှာသူတစ်ပါးကြောင့်ခုရွယ်ချက်တွေနှောင့်နှေးခြင်းကြကြခြင်းတွေကြောင့်ပဲဒီတပတ်တာကာလအတွင်းမှာဇာတာပတိနေဗုဒ္ဓနဲ့စနေနေ့မွေးစုတွေကောင်းကျိုးပေးလိမ့်မယ်။ တနေ့ကနေတနေ့လာနေဘွေးသူတွေဒုက္ခပေးနေမယ်အဖြူစိမ့်မီကိုရောင်တော့ကိုအချိုးပေးတဲ့ရောင်နေဖြစ်သုံးဆွဲနိုင်တယ်နံပါတ်3ခုကိုကနိုင်နေချိုးပေးတယ်ထူးခြားချက်က3ရက်နေ့အောက်တိုဘာဒနသိတိနေ့ကဆန်းရှင်တဲ့နေ့ဖြစ်တယ်ပတ်စံအစုတ်တွေပြန်ပြီးတော့ကတ်ပြီးတော့စနေ့တကြအစုတ်အနှုတ်တွေကိုသေချာသိမ့်ပြီးတော့တနေ့မှစုဖာစုပုံသေချာသိမ့်စီလိုက်ပါ ထူးခြားတဲ့ကံကိုရစေတယ်6ရက်နေ့ သတင်းကြွလာပြီနေအဲ့ဒီနေ့မှာသတင်းလာနေတဲ့တိုက်ဆိုင်တဲ့အနေကစားကာတာတို့နာယူခြင်းအနေကစားတင်ခြင်းပြုပါအကြီးကဲများထံသွားရောက်ကာရဝပြုခြင်းကရော့ခြင်းပြုပေးပါဒီတစ်ပတ်အတွင်းကောင်းခြင်းကံကြမ္မာများရရှိခြင်းအတွက်အကြီးကဲတို့ကိုမောင်သစ္စည်းတို့လူတန်းခြင်းပြုပေးပါကျေးဇူးတင်ပါတယ်သတင်းလာနေမွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ10ရက်နေ့ ခொနည်းနေတော်တွေမှာအပြောင်းလဲနဲ့တိုးတက်မှုတွေအတွက်စီစဉ်တော့ကောင်းတယ်ငွေဝင်နဲ့ပြန်ထွက်တယ်မမြဲဘူးကိုယ်ကိစ္စသာမကအလုပ်ဖို့ကိစ္စဖို့တွေကြုံမယ်ရှင်ပြန်မှုတွေမှာမြင်မယ်နာမည်အောင်မြင်မှုနဲ့ဘဝတိုးတက်မှုလုပ်ငန်းကံတလန်းအောင်မြင်မှုလမ်းကြောင်းတွေကိုကြုံတွေ့ရလိမ့်မယ်ဒီနေ့မှာအပြိုင်ဆိုင်အလုံးကိုကျော်တော့အောင်မြင်နိုင်တယ်နှစ်ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့လက်တယ်သုံးရက်နေ့မှာ ရံပတိဘက်ကတွေအလုံးကိုကြော်ပြီးဘဝတွတ်တဲ့မှုကိုရနိုင်တယ်။၄ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတွတ်တဲ့ခြင်းရှိမယ်။၅ရက်နေ့မှာစိတ်နှောင့်ရှိတဲ့ကြားလေးကတွတ်တဲ့မယ်ငွေစုလိုက်ဝင်နေမယ်။၆ရက်နေ့မှာရံအလုံးကိုကြော်ပြီးလိုရာပြည့်စုံခြင်းနဲ့တွတ်တဲ့ခြင်းကိုကြော်မယ်။၇ရက်နေ့မှာစိတ်ပင်ပန်းလူပင်ပန်းဖြစ်တာတွေကြုံတတ်တယ်။ထူးခြားချက်က၃ရက်နေ့ကဒနာသိတိနဲ့ကဆန်းရှင်နေနေအဲဒီမှာပန်းဆန်း အကျွေးကိုအမွှေးနန္ဒာပဲပြန်ပြီးသူနဲ့ဆောင်မှာ6ရက်နေ့ကလာပြင်းနေ့တနေ့လာနေ့နဲ့တိုက်ဆိုင်တယ်အဲ့ဒီမှာဘုရားနေကစားနဲ့ပတ်သက်တဲ့ကုသိုလ်ကောင်းမှုကိုဆောင်ရွက်နိုင်တဲ့အနေထားရှိတယ်ဒီတကဒီကာလအတော်တွင်မှာတနေ့လာနေ့စောက်ကြနေ့စနေနေ့မွေးစုတွေကောင်းကျိုးပေးပြီးတော့တနေ့ကတွေဘုသူမွေးစုများကြောင့်စေနောင်ရှေဖြစ်တတ်တယ်နှစ်လေးကိုကနန်ချိုးပြီးတဲ့အညိုရောင်ပြရောက်မိခိုးရောင်တို့ကို သုံးပြီးတော့ လိုရာကိစ္စဆောင်ရွက်ပါအိမ်မှာရှိနေတဲ့တော်ရိုက်စေဘူးအဟောင်းတွေသဗုဒ္ဓံအဟောင်းတွေကိုစွန့်ပစ်ပြီးအသက်စားတို့သုံးဆွဲလိုက်ပါထူးခြားသောကံများပွင့်လာပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလတရက်ကနေ9ရက်နေ့အတွင်းမှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကြိုးပမ်းမယ် ရတ္တနဲ့လှုပ်တယ်ပြန်လဲစတင်တယ်လေခရီးကိစ္စအစဉ်ပြေမယ်ကိုယ့်ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်တရားသူတစ်ပါးနဲ့မတူလင်းကစားကိုလှုပ်တဲ့ကိစ္စတွေကတပါးသူတွေတောင်းလို့နိုင်တယ်ဥတီချက်ပြောင်းပြီးတော့ခရီးကိစ္စအပြောင်းလဲကိစ္စတွေမှာအောင်မြင်မယ်ယနေ့မှာအရာရာတိုက်ခိုက်ကြတွတ်တက်ပြအောင်မြင်မယ်နေ့ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတွတ်တက်မယ်သုံးရက်နေ့ရန်တိုက်ခိုက်နေတဲ့ရှင်ပြီးလောက်ရမယ်လေးရက်နေ့ရှင်ပြန်မှုအောင်မြင်မယ်ဘဝကံကောင်းမယ် ဒါပေမဲ့သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်ပြင်းရင်းတယ်။၅ရက်နေ့မိကောင်းဆွေကောင်းထောက်ကြည့်ရမယ်စမ်းပွဲမယ်လိုရာပြည့်စုံမယ်။၆ရက်နေ့မှာပစ္စည်းပြောက်တတ်တဲ့ခီးကိစ္စအစဉ်ပြေမယ်။၇ရက်နေ့ဝေကျေးကံလုပ်ငန်းကံဘဝကံတွတ်တတ်မယ်။ဒီတစ်ပတ်တာကာလအတော်တွင်းမှာ၃ရက်နေ့ကဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့ဖြစ်တယ်။ဝေကျေးကိစ္စတွေဆောင်ရွက်ခြင်းပန်းဆိုင်ကျွေစေတစေကိုအမွေးနံ့သာပြပြန်ဖြစ်ပန်းဆိုင်ကျွေစေတစေကိုအမွေးနံ့သာပြပြန်ပြီးသူနဲ့ဆောင်ခြင်းပြုပေးပါ။ 6ရက်နေ့သတင်းချုပ်လာပြင်းနေဖြစ်ပါတယ်တနင်္လာနေ့နဲ့တိုက်ဆိုင်တဲ့အတွက်နေကစားတင်ခြင်းပြုပါအကြီးကဲများထံသွားရောက်ကာရဝပြုခြင်းကိုဆောင်ရွက်ပေးပါဒီကလအတော်တွေမှာတနင်္ဂနွေသောကြာစနေမွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့ဇာတာပတိနေ့မွေးသူတွေဒုက္ခပေးတတ်တယ်အဖြူအစိမ့်မီကိုရောင်တို့ကိုသုံးပေးပါနှစ်ခုကိုကနန်းနေ့ကိုအကျိုးပေးတဲ့ကနန်းနေ့ဖြစ် သုံးဆွဲနိုင်ပါတယ် ကောင်းခြင်းကံကြမ္မာများရစေရန်တို့ကအနီအောင်ပန်းပွင့်တို့ကိုဖျားတင်ပြီးလောရဆုတောင်းပေးပါကျေးဇူးတင်ပါတယ်